ချစ်ခင်လေးစားရတဲ့ဘ ෝජ ုံမူကြီးမဲအောင်လိုင်းကိုလည်းဒီနေရာကနေရိုးစီလေးစွာစွာတောင်းဆိုကြပါတယ်။အဖွားတော်အောင်ဆန်းစုကြည်နဲ့ဘ ෝජ ုံမူကြီးတွေအားလုံးတက်ရှိကြပါပြီးတော့လူဝင်ဆန္ဒတွေပြည်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။ဒါကြောင့်ကျွန်တော်တို့အနာဂတ်မှာ NLD ပါတီကကျွန်တော်တို့အပြည့်အပြည့်ပြကလည်းအမြင့်ပါမရှိတဲ့တော့အကုန်နှုတ်နှုတ်ရမယ်နေတာဖြစ်သွားပြီ။အဲ့တော့ဗျာကျွန်တော်နေဖို့လက်ကိုဒီသတင်းပြန်ဆမ်းမယ်ဆိုရင်အဲ NLD ပါတီပဲအမြင့်ကနှုတ်ခမ်းမလားမင်းတို့ကောင်တွေပဲ မြင်ကနှုတ်ခမ်းလဲဆိုတော့ပြရသေးတာပေါ့ရှင်တို့ဘာတွေလဲဘာတွေသိကြလားဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာအများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုင်ပါတယ်ဒီလိုလေး reaction မလို့သွားပြီးကမှာတော့ယနေ့ဂွန်လ16ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ညင်းချူကို င်းညို့ဖော်ပြပေးတော့ဖြစ်တဲ့အတွက်ဒေါ်လာမြူတွေအားလုံးပဲအဆုံးနည်းကြည့်ရှိပြီးဖို့ဒီနေရာနဲ့ထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့စစ်အာဏာရှင်တွေကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်တွေအဆိုတော်နဲ့အမှုပညာရှင်73ကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲကြောင်ပြန်ရထုတ်ပြန်လိုက်ပါရစေ။အခုလိုမျိုးနာမည်စင်းတွေကိုထုတ်ပြန်ဖို့အတွက်ဘောမဂရုတွေမှာပဇင်ဦးကဥဆောင်ပြီးတော့အင်ပြလျှောက်ထားနေတော့လည်းတွေ့နေရပါတယ်။စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲတဲ့မိစ္ဆာတွေကိုစစ်တပ်ရဲ့ Telegram Channel များမှာတဆင့်ဖြန့်ဝေတင်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ ပါတဲ့သူတွေကလည်းအရင်တော့ပါပိသားသူတွေကိုတော့ဖယ်ပြီးတော့ထုတ်ထားတာတွေ့ရပါတယ်။တတရဲ့ Telegram Channel များအားလုံးမှာစစ်ကောင်စီကိုစန့်ကျင်တော်လှန်ရေးပြည်ပနိုင်ငံများကိုရောက်ရှိနေတဲ့ရုပ်ရှင်သရုပ်ဆောင်ဆိုတော်နဲ့အမှုပညာရှင်၃ကိုစစ်ကောင်စီရနိုင်ငံသားဖြစ်မှရဲစဲသည့်ထုတ်ပြန်ခြင်းများကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းအဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေသောထုတ်ဆောင်ချက်များပြုလုပ်နေကြသောဖြင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်6ခုအရ ဖွဲ့စည်းသည့်ဗဟိုအဖွဲ့ကပုံမှ68ပါးလုတ်ပိုင်ခွင့်ကိုကျင့်သုံးလျက်ပုံမှ16ပြင်းရုပ်ရှင်သရုပ်ဆောင်ဆိုတဲ့နုပညာရှင်73ကိုနိုင်ငံသားဖြစ်မှရက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားဖြစ်မှရက်စဲလိုက်တဲ့ရုပ်ရှင်သရုပ်ဆောင်တွေအဆိုတော်တွေနဲ့နုပညာရှင်73မှာတော့ပထမဆုံးဖော်ပြထားတဲ့သူကတော့အားလုံးသိတဲ့ပိုင်းသိပောင်း၄တောင်းထိတော်လိုင်းရေးအတွက်ရှာဖွေပေးခဲ့တဲ့အဆိုတော်ဘူကျော်သိန်းဒါရိုက်တာညာကြီးခေါ်ညာနာတင်ဦးဒါရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်သူတော်လင်းလင်းခေါ်ထွေးလင်းကိုသူတော်ချမ်းချမ်းခေါ်ချမ်းမြငိမ့်ရုပ်ရှင်သရုပ်ဆောင်ကနေပိုင်းဖြိုးသူ နုပညာရှင်မြက်နိုးအေးဆိုတော့အာဇာနီကောဇာနီမျိုးညွန့်နုပညာရှင်ခါယာရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းကောထေးလွင်အဆိုတော်ဝင်းနိုင်ဆိုးဒါရိုက်တာပီဟိန်တီဟတရုတ်ဆောင်အမျက်တို့ပါဝင်ကြောင်းသိရှိရပါတယ်၂022ခုနှစ်တွင်းကလည်းစစ်ကောင်စီရဲ့မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးများနဲ့ပါဝင်ကိုယ်လည်းဤတွေပေါင်ဝင်သူများကိုလည်းနိုင်ငံသားဖြစ်ရဆဲကြောင်းထုတ်ပြန်ကြေညာခဲ့တာရှိခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မေဆုရဲ့မွေးနေ့မတိုင်ခင်တရက်လိုမှာပဲမွေးနေ့စုတောင်း ရှစ်တောင်းပြေးသွားပြီဖြစ်တဲ့ပါဝင်စုတောင်းပေးသူများနဲ့စုတောင်းများကိုရရှိအောင်ကူညီပေးကြသောပလန်ရေးဘက်ကစပီကာတွေအားလုံးကိုကျေးဇူးတင်ကြောင်းလဲစု80 birthday campaign ကအဝင်ရှိသူတွေကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောထားတာတွေ့ရှိရပါတယ်အာအဖွားတော်အောင်စွမ်းစုကြည်အတွက်ပေါ့နော်နေရေးထိုင်ရေးစားရေးတောက်ရေးနဲ့ကျန်းမာရေးအစအဆင်ပြေအောင်ဆောင်ရွက်ပေးဖို့လေကျွန်တော်နိုင်ငံတော်မှာရှိတဲ့တာဝန်ရှိတဲ့လူကြီးတွေရောပြီးတော့ကျွန်တော်ရဲ့ ချစ်ခင်လေးစားရတဲ့ဘ ෝජ ုံမူကြီးမဲအွန်လိုင်းကိုလည်းဒီနေရာကနေရိုးစီလေးစွာစွာတောင်းဆိုကြပါတယ်အဖွားတော်အောင်ဆန်းစုကြည်နဲ့ဘ ෝජ ုံမူကြီးတွေအားလုံးတက်ရှိကြပါပြီးတော့လိုရင်ဆန္ဒတွေပြည့်ပါစေလို့ဆုမွန်ကောင်းတော့ဘုမအဖွဲ့တွေဖြစ်ပါလေအေးဘောမတွေကလည်းတက်ရှိချင်းမှာမေစုကိုစစ်တောင်းပြအောင်ထိစုတောင်းပြလိုက်တာကိုမခံမရနိုင်ဖြစ်ပြီးမဲအွန်လိုင်းကိုပါကြမ်းပါပါသေးကြောင်းစုတောင်းနေတော့တွေ့နေရပါတယ်ဒီကောင်တွေကမှပြီမဖြစ်ရင်ဘယ်ကောင်တွေရဲ့ပြီဖြစ်မှာလဲဗျာ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အရာတွေမင်းအောင်လိုင်းတက်ပြီးတော့အုပ်ချုပ်နေလို့မြန်မာနိုင်ငံပြည်စည်းနေတာကိုသိရဲသားနယ်ကမှကျွန်တော်ရဲ့ချစ်ခင်ရပါတော့ဘဘကြီးဆိုပြီးတော့စပြောနေသေးတာစဉ်းစားစဉ်းစားကြည့်တော့ဒီကောင်လေးကဘယ်ကောင်တူတူငတိမာရင်ပြီးရောဆိုတဲ့ကောင်လေးပဲဆိုတာသိဖို့လိုပါတယ်။ဒါကြောင့်ဒီကောင်လေးကိုဘုံမအောင်ထင်တဲ့သူတွေသိအောင်ပြန်လည်ဝင်မြပေးတဲ့ချင်းဖြစ်ပါတယ်။ဟိုသားရဲ့မျက်လုံးသူစင်းနေပြောနေ။ဟိုသားမပါတဲ့စကားတစ်ခုမှပြောမယ်။တောင်ဆန်းစုကြည်ပြီးဖြတ်မာကြီး။ နောက်ကလေးစားတဲ့အမေကိုအဲ့လိုတော့မလုပ်တင်ပါဘူးလေအဲ့တနိုင်ငံလုံးထဲမှာကြုပ်ကိုထုတ်လိုက်ပါ Okay Okay နော်ညို့ပဲအဲ့ဒီအဲ့ဒီဟာမယူရင်ညို့ပဲဆက်လေးစားကြပြီးဖြတ်မယူဆက်လေးစားကြငောက်ထုတ်လိုက် Okay ကဲအားလုံးကြားတဲ့အတိုင်းပါပဲနော်လူမျိုးပြောတဲ့ကောင်းမတွေကိုမှတ်ထားမှာဖြစ်ပါတယ်။ပေါ်မှာတစ်တိုက်ကိုပြောတဲ့စကားလုံးကိုတစ်ချိန်မှလုံးဝကိုတောင်းဝင်ယူရမယ်နေထားတခုပါပဲ။အောင်ယူရမှာကတော့လုံးဝကိုတရားရဂိုင်တို့ပြည်သူတွေကနေပြေးတာကိုခမ်းပါပါ။ online ပြီးကာလာပဲဖြစ်ဖြစ် online ပြီးတင်ကာလာပဲဖြစ်ဖြစ် လူမျိုးဘောမာတွေအကုန်လုံးရှင်းပေါ်လာကျွန်တော်တို့တောင်ဝင်တွေဖြစ်ပါတယ်ဟုတ်တယ်ဒုက္ခတံမြန်မာ40ဦးကနအူးတို့ဒီတောင်ကိုရီးအစိုးရနဲ့ခေါ်မယ်ခေါ်ပြီးတော့ဒီဆိုးမျိုးရဲ့အရှိတောင်ပေါ်မှာရှိတဲ့132နှစ်မိုင်အကွာမှာအဲ့ဒီဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေကိုထိုင်းမြန်မာနိုင်ငံနိုင်ငံသားတွေကိုဒီကိုရီးတောင်ကိုရီးအစိုးရနဲ့ခေါ်မယ်ခေါ်ပြီးတော့ဒီတောင်ကိုရီးနိုင်ငံဆိုးမျိုးရဲ့တောင်အရှိတောင်ပဲ132မိုင်အကွာမှာရှိတဲ့ကြေးလက်မှာအခြေချမယ်နေထိုင်ဝင်ပြေးမယ်ပေါ့ဗျာနေထိုင်ဝင်ပြေးမယ်အဲ့ဒီအစီအစဉ်ကိုလည်းလက်ရှိဒီတောင်ကိုရီးအစိုးရကနေပြီးတော့ပယ်ဖြတ်လိုက်ပြီလို့သူတို့ဘက်ကထုတ်ပေါ်လာတာတွေ့ရတယ် အဓိကကတော့ဒီမြန်မာနိုင်ငံနိုင်ငံသားတွေကိုလက်ခံလိုက်ရင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုတောင်ကိုရီးယားဆိုရကလက်ခံပဲဆိုပြီးတော့ပယ်ဖြတ်တယ်ပေါ့နော်ပြောရတာပယ်ဖြတ်ဒီဖြစ်ဒီပယ်ဖြတ်ဒီဖြစ်ဒီမြန်မာနိုင်ငံနိုင်ငံသားတွေကမြန်မာနိုင်ငံမှာနေဖို့တယ်မင်းတို့ဘာနဲ့မင်းတို့ကောင်တွေမောင်းထုတ်နေဘူးလုံနေတာနော်မြန်မာနိုင်ငံမှာမနေချင်မှတော့မင်းတို့ထားခဲ့ပြီးထွက်သွားလို့ရတာကြာပြီမင်းတက်တက်ကိုမင်းတို့ကောင်တွေကိုမောင်းထုတ်ပြီးမြန်မာမှာနေမှမလို့လုံနေတာဥရောပမှာလို့ရှားစွမှုတွေပုံများလာမယ်နောက်ထပ်ကတော့ကျွန်တော်တို့ဒေတာကန်ဒေတာကန်တွေရဲ့လုံခြုံမှုကိုချိတ်ချောက်လာနိုင်တယ်အဲ့ဒါကြောင့်ဒီဒေတာကန်တွေကကတ်ွက်တယ် ကားကားတဲ့အတွက်အဲ့ဒီအခြေအနေကလည်းကျွန်တော်ပဲဖြတ်လိုက်ရတယ်အဲ့တော့အဲ့တော့ဗျာနေဖုံးလက်အနေနဲ့ဘာမှလုပ်မပြနဲ့ခင်ဗျာတောက်ကိုရီးယားဟိုတောက်ကိုရီးယားအစိုးရကနေပြီးတော့ဒီခေါ်ယူမဲ့အစီအစဉ်ခင်ဗျာရောက်အောင်ပြန်ပြီးအသက်သွင်းလိုက်အသက်သွင်းလိုက်အဲ့တော့ကျွန်တော်တို့ကဒီ NLD ပါတီကိုကျွန်တော်တို့ကအဲ့ NLD ပါတီဆိုတဲ့နာမည်ကိုကျွန်တော်မရှိသေးကျွန်တော်ဟာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့1988ကာလမှာကာလမှာခင်ဗျားတို့ကြည့်လိုက်ဒီပါတီတော်ကြောက်တာကိုမင်းတို့ဖင်တော်အောင်ကြောက်နေလို့ပဲရှိချင်းမှာမင်းတို့ကောင်တွေပြောနေမင်းတို့အဘလည်းနဲ့ဒီကင်ထားတဲ့ကောင်တွေတော့ဖင်တော်အောင်ကြောက်နေတယ်ယူဒီကြောက်တိုင်းပြည်ခင်ဗျာ10နှစ်15နှစ်လောက် နှိမ့်ဆဲသွားတယ်။အခုလက်ရှိ2021အခင်းကျင်းမှာလည်း NLD အုပ်စုတွေကနေပေါက်ပွားလာတဲ့အုပ်စုတွေကြောင့်တိုင်းပြည်ကခင်ဗျားအခုထပ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ပြန်ခုံအောက်ထောက်ပြန်ခုံဆင်းရနေတာဖြစ်သွားပြီ။လက်ရှိဒီ NLD ပါတီအစုဖွဲ့တွေကြောင့်ကလင်းငယ်တွေပညာသင်ကျောင်းတွေဆုံးရှုံးရတယ်ကျမ်းမာရေးစောက်ချောက်ပိုင်ခွင့်ရေးဆုံးရှုံးရပါတယ်။နောက်ဆုံးပါခင်ဗျာကျမ်းမာရေးစောက်ချောက်ပိုင်ခွင့်ဆိုရင်မှာကျွန်တော်အကြီးကြီးခင်ဗျာရှောက်စင်းသားနေတယ်။ခင်ဗျားတို့အရင်တော့ထိုးခွင့်ရနေတဲ့ကာကွယ်ဆေးတွေလက်ရှိထိုးခွင့်မရတော့ဘူး။ကိုယ်ဝန်ဆောင်ကာကွယ်ဆေးတွေ အပြင်ကျွန်တော်ရင်သားကယ်စားတယ်စားတယ်စားတယ်ခင်ဗျားတို့နေတူကထိထွေးတဲ့ကာကွယ်ဆေးဘာမှထိုးဖို့မရှိတော့ဘူးအဲ့ဒါဘယ်လိုကြောက်လဲဒီစစ်တူရောက်အုပ်စုတွေရောက်အဲ့တော့ကျွန်တော်တို့ကဒီလက်ရှိကျွန်တော်အနာဂတ်တမိုင်းမှာ NLD ပါတီရောက်ခင်ဗျအပြည့်ကိုဖျက်ရမယ်ဒါဘာကြောင့်လဲဆိုတိုင်းပြည်အတွက် NLD ပါတီပေါ်ပေါက်လာတိုင်းမှာ NLD ပါတီကခင်ဗျမြေပေါ်ကိုပေါ်ပေါက်လာတိုင်းပေါ်ပေါက်လာတိုင်းမှာတိုင်းပြည်ခင်ဗျအခြေအခုမှပြန်ပြီးတော့ပြန်ပြီးဆွဲချရခံရတယ်ပြည်သူလူထုပေါင်းဘဝပေါင်းများစွာကြိုးကြည့်ခဲ့ရတယ်ဒါကြောင့်ကျွန်တော်တို့အနာဂတ်မှာ NLD ပါတီကကျွန်တော်အပြည့်အပြည့်ပြကအမြင့်မြင့်ပါမရှိကြတော့အကုန်နှုတ် နှုတ်ရမယ်နေတာဖြစ်သွားပြီအဲ့တော့ဗျာကျွန်တော်နေဖောက်လက်ကိုဒီသတင်းပြန်ဆက်မယ်ဆိုရင်နေအန်ဒီပါတီပဲအမြင့်ကနှုတ်ခမ်းမလားမင်းတို့ကောင်တွေပဲမြင့်ကနှုတ်ခမ်းလဲဆိုတော့ပြရသေးတာပေါ့နေဖောက်လက်ကိုကျွန်တော်ပြောချင်တာကနေဖောက်လက်အနေနဲ့ဟောင်းနေတော့ကွာအဲ့မှာမင်းအနေနဲ့တတိတကယ်လုံနိုင်တယ်ဆိုရင်ဟိုတောင်ကိုရီးယားအစိုးရကနေပြီးတော့မြန်မာနိုင်ငံသားတွေကိုဒုက္ခသည်တွေခေါ်မဲ့အစီအစဉ်ပြန်ပြီးကြောင်းအသက်သွင်းဒုတိယချက်ကအမေရိကန်မှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုကူညီဖို့အရင်ထားထိုင်းမြန်မာထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရွှေ့ပြောင်းနိုင်မြန်မာလူနိုင်ငံသားတွေနေစီနေသူတွေက တို့ရဲ့လူခွေချိုးပေါက်ခံမှုတွေနဲ့ပတ်သက်ပြီးတော့လူခွေချိုးပေါက်ခံမှုတွေအသက်ရှင်ရက်ဒီခွေနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေကိုဘယ်လောက်ထိအကာအကွယ်ပေးနိုင်ပြီလဲနောက်တစ်ခါတော့ဒီထိုင်းအချုပ်ထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လောက်ထိအန်ယူဂျီကိုဆွဲထုတ်ပေးနိုင်ပြီလဲနောက်တစ်အရေးကြီးတစ်ချက်ပါအဲ့ဒီအရာတွေမလုပ်နိုင်တဲ့တစ်ခုပဲလို့ပါဘန်ကောက်ပါဗျာဘန်ကောက်ပါအန်ယူဂျီအစိုးရဘက်ရုံးရုံးဆိုင်ဒါမို့ဘန်ကောက်မှာမလုပ်နိုင်ဘူးဆိုရင်ထိုင်းမြန်မာနယ်စပ်မှာအန်ယူဂျီအစိုးရဘက်ရုံးဆိုပြီးတော့ရောင်းအောင်လုပ်ကြည့်လိုက်ပါအဲ့ဒီအဲ့ဒီတစ်ချက်ကိုရေးလုပ်ကြည့်လိုက်ပါမျိုးမစစ်အန်ဒီပါတီရဲ့စီးစီးအဖွဲ့ဝင်အောင်ကြည်ညွတ်ဘယ်လောက်မှရိုင်းလဲဗျာအောင်ကြည်ညွတ် န်နယ်ဒီပါတီရဲ့စီးစီဖွဲ့ဝင်စီးစီဖွဲ့ဝင်ဆိုတာဒီပါတီရဲ့အမြင့်ဆုံးအာဏာပိုင်ဖွဲ့ဝင်တယ်ပါတီရဲ့ကျတော့ခေါင်းကြီးပိုင်ပေါ့ခေါင်းပိုင်ပေါ့ပါတီရဲ့ဒီအစ်မင်းအမြင့်ဆုံးအာဏာပိုင်ဖွဲ့ပေါ့အဲ့ဒီ NLD ပါတီရဲ့အမြင့်ဆုံးအာဏာပိုင်ဖွဲ့ဖြစ်တဲ့အောင်ကြီးညွတ်လက်ရှိကမြတိုင်းပြည်မှာမြန်မာနိုင်ငံအဝမ်းမှာတိုက်ဖြတ်ပြည်ဖြတ်တွေလုပ်နေတာဒီဘက်မှာရှိတဲ့ NLD ရဲ့စီးစီပိုင်တွေရောပြည်တွင်းမှာပြေးလက်ပတ်ပြေးပြီးအကြမ်းဖက်လုပ်တဲ့လူတွေအားလုံးကိုကြည့်လိုက် NLD ပါတီရဲ့စီးစီပိုင်တွေပဲစီးစီပိုင်တွေပဲ NLD ပါတီကခမရ ကျွန်တော်တို့အနာဂတ်မှာတော့မရှိသင့်တော့ဘူးကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဒီဒီကျွန်တော်တို့လူလတ်ပိုင်းမှာပေါ့အပီရှင်းတာဗလိုက်ကျွန်တော်တို့ရဲ့နောက်တဲ့သားသမီးတွေရဲ့သားသမီးတွေလက်ထက်မှာ NLD ပါတီကိုလုံးဝတမိုင်းရတယ်အပီချောင်းမယ်ကျွန်တော်တို့သားသမီးတွေလက်ထက်မှာဒီ NLD ပါတီမရှင်းတမ်းမှုတွေကျွန်တော်လက်ရှိရနေကျွန်တော်ရှင်းပြောက်တယ်အပြည့်ရှင်းမလားမရှင်းလို့တော့မရဘူး NLD ပါတီပေါ်လာတိုင်းပေါ်လာတိုင်း NLD ပါတီမြေအောက်ကနေပြီးတော့မြေပေါ်ကိုပေါ်လာတိုင်းပေါ်လာတိုင်းမှာတိုင်းပြည်ကခင်ဗျာ10နှစ်ကနေ15နှစ်လောက်တိုင်းပြည်နောက်ကိုရောက်ရောက်သွားတယ်ကျွန်တော်အနာဂတ်မှာတိုင်းပြည်ကသူ့ရဲ့ဆက်စပ်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ NLD ပါတီဘာမှမရှိဘူး NLD ပါတီနဲ့ပတ်သက်တဲ့တမိုင်းထောက်ထားတယ်ဘာမှမချန်ခဲ့နဲ့အပြက်တာရှင်။အားလုံးပဲဒါကတော့ကျော်စုပဲပြောခဲ့ဖြစ်ပါတယ်။ကျော်စုတယောက်နေရော NLD ပါတီကိုရှင်းဖို့ပြောပြီးရောအဘရဲ့ဘာလို့ဆက်လက်ပြီးရှင်းတမ်းဖို့ပေါ့နော်သူတို့ကြိုးစားမှဖြစ်ပါတယ်။ကိုကတော့အားလုံးဒီတိုင်းပဲစုငွေထုတ်ခံထားရတယ်။ဘုံမတကောင်ပြည့်တဲ့အတွက်ကျော်စုတကောင်ရှင်းနေတဲ့သူတွေအားလုံးကတော့စုငွေရရှိမှဖြစ်တော့ညာကနေပြီးရောထမှန်ပြကြလိုက်ပါလေ။ဘာလို့မျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့အားလုံးဒီတိုင်းပဲဒေါက်တာစသားနေပြီးရောလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေရတဲ့တော်လိုင်းကြီးဟာ ရုရှားနဲ့တရုတ်နဲ့ကိုခြေခံပြီးတော့အွန်လိုင်းရဲ့အနေအထားတစ်ခုဖြစ်နေတယ်လို့ဆိုပြီးတော့ပြောထားတာတွေတွေ့ရပါတယ်။အမေရိကန်ဆိုရင်လည်းအမေရိကန်လွှတ်တော်ပေါ့သူချုပ်နဲ့ပြောမယ်ဆိုရင်အချက်၅ချက်လောက်ရှိတယ်လို့ပြောလို့ရပါတယ်။အချက်၁ကတော့မြန်မာနိုင်ငံ Federal Democracy ရရှိရေးဒီတို့အတွက်လည်း strategic interest ဖြစ်တာကိုဆိုနားလည်တယ်။တကယ်လို့မြန်မာနိုင်ငံဟာ Federal Democracy နိုင်ငံမှာဖြစ်ဖို့ဆိုရင်တော့မြန်မာနိုင်ငံဒီ first state ဖြစ်သွားရင်လည်းတကယ်အမေရိကန်အတွက်ဒါလိုခါကြီးကြီးဖြစ်နိုင်တယ်။တခုကကျွန်တော်မြန်မာနိုင်ငံလေဒီမိုကရေစီနိုင်ငံဖြစ်မလား။သုံးမဟုတ်မြန်မာနိုင်ငံလေနော်ကိုရီးယားထက်ဆိုးတဲ့အာဏာရှိစနစ်နိုင်ငံဖြစ်မလားဆိုတာကအမေရိကန်ဆိုးရနဲ့အမေရိကန်ကောင်းဆောင်တဲ့နေရာတာကိုစစ်ဆေးထားပြတာဖြစ်ပါလား။မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်ခိုင်းရေးဟာ အမေရိကရဲ့ strategy ဖြစ်တဲ့အခါမှာအရာကိုနံပါတ်၁ဆွနေခဲ့တယ်။ခုလတော်ဖြစ်နေတဲ့ကျွန်တော်တို့ဒီအမေရိကပြည်ထောင်စုမှာမြေတိနေထိုင်နေတဲ့မြန်မာပြည်ပွားတွေအခုဒီ DPS နဲ့နေနေတဲ့လူတွေတောင်းကနနေပါတော့ကိုကျွန်တော်တို့ရှိတယ်တော့ခမခမလာပေါ့နော်။အော်တိုဘာလကျရင်တော့သူတို့ရဲ့ DPS က visa ကကုန်သွားတော့မှဖြစ်တယ်။အဲ့ဒါကိုလည်း အမေရိကဆိုရမှာတောင်းဆီတဲ့လူတွေအနေနဲ့ဒါကိုဘလို့ပဲဖြစ်ဖြစ် extraction လုပ်နိုင်ဖို့ကတော့အရေးကြီးကြောင်းကိုတို့ပြောခိုင်းတယ်။ပြီးမှဒီ travel ban လဲကျွန်တော်ရောက်ခါစကားပဲဒါ effect ဖြစ်လာတဲ့အခါကျတော့ဒီ travel ban နဲ့ပတ်သက်ရည်လဲအခုနော် blocket uh travel ban po sa ma ho ban ne uh east po no po bu do shop po twa nai ao thu ti phi myanmar nai nga ma lu nge di san ni ya da ha di si mu ma tha ma ni ya upade ko pya na bi ma si bo chou di ka ni bi ma myanmar nai nga ma si da ta ni ta ni ri ko ko lo kho yu bi ma သူများသားသမီးတွေကိုတွတ်တမ်းဖို့ရအတွက်သူတို့လှုပ်ရှားနေတဲ့အကြောင်းနဲ့ဒီ travel ban ဟာတကယ်တားဆိုရင်တော့လို့ကအခက်အခဲအမှရှိနေတဲ့အတွက်အကြောင်းဒါကိုလည်း support ပေးနိုင်ဖို့ဆိုလို့ဆွေးနွေးနိုင်ခဲ့တယ်ပြီးမှတစ်ခုကတော့ ဒီအမေရိကန်မှာရှိနေတဲ့ပါမာအက်ဥပဒေပေါ့နော်ဒီပါမာအက်ဥပဒေကိုလည်းသူတို့အနေနဲ့အကောင်ဆုံးနဲ့ဒီ fully implemented ဖြစ်နိုင်ဖို့ရအတွက်ကိုသူတို့ဘလို့ strategy ဆွဲပြီးမှဒီပါမာအက်ဥပဒေကြီးဟာစာရွက်ပေါ်မှာပဲရှိပြီးမှအကောင့်ထဲကိုမဖော်ပဲနဲ့ထားနေတယ်ဆိုရင်ခုနလို Indo Pacific တို့မဟုတ်ဒီခုနဒီ India Ocean တခုလို့ရလို့ခြုံရင်ကပလို့ခြုံရင်နဲ့ကပစီပွားရဲ့လာကြောင်းဟာလည်းထိခိုက်နိုင်တဲ့ အခြေအနေကိုလည်းကျွန်တော်ဆွေးနွေးခဲ့ပါတယ်။နောက်တစ်ခုကတော့ဒီစကားစကားပြုလို့မဲ့သူ့ရောက်ရုပ်ောက်ပွဲပေါ့နော်။ဒါဟာဒီနှစ်မကုန်ခင်မှာသူတို့ကပြုလို့မယ်လို့သူတို့အကြေညာထားပြတာဖြစ်တယ်။အဲစကားစကားပြုလို့မဲ့အတူရောရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးမှအမေရိကန်ကောင်းဆောင်တွေနဲ့အမေရိကန်ဆိုးရတဲ့အနေနဲ့ဒါကိုလို့ကဒါလက်မခံဖို့ကျွန်တော်တို့ဆွေးနွေးခဲ့တယ်။ကျွန်တော်တို့အနေနဲ့ဒီတိုင်းပစကားနဲ့ပြောတဲ့ဥစ္စာမဟုတ်ဘဲနဲ့အတူရောရုပ်ောက်ပွဲနဲ့ပတ်သက်မယ်ဆိုရင်လည်းသူတို့ဖွဲ့လာမဲ့အတူရောအဆိုးရတွေကိုတေချာ ကြီးထားပြီးမှတစ်ဖက်ကပြောမယ်ဆိုရင်တော့ကျွန်တော် local governance ပေါ့ဥပမာချင်းပြည်နယ်ပဲဖြစ်ဖြစ်ရခိုင်ပြည်နယ်ပဲဖြစ်ဖြစ်နော်ကချင်ကရင်နဲ့ကရင်နေနဲ့မွန်အစစစ်တပြောစကိုင်းမကွေးနော်ပကောအကိုလို့ပေါ့အတိုင်းနဲ့ပြည်နယ်ဇလိခုပေါ့နော်ဒီမြို့နယ်ပေါင်း330ထက်မှလဲစကားစကားသူတို့အစိုးရတွေကျေးရွာအုပ်ချုပ်ရေးကအစားပေါ့နော်စကားစကားဒီအတွေ့ရရိုးကောပမာတစ်စင် legitimate ယူပြီးမှတာကော အဖွဲ့မဲ့အစားပေါ့နော်ကျွန်တော်တို့ဘလုံးနဲ့ဒီ bottom up federalism ကိုအခုခရက်ကနေပြီးမှကျွန်တော်တို့ဟာဒီလွတ်မြောက်နိုင်ပြီးမှပေါ်ဆောင်နိုင်မယ်ဆိုတာကိုလည်းကျွန်တော်တို့ကဆွေးနွေးနိုင်ခဲ့တယ်။ Okay ဝန်ကြီးနေတဲ့ဒီ UK နိုင်ငံမှာလည်းဆိုရအဖွဲ့တောင်းရှိတဲ့ချို့ရယ်လွတ်လပ်မှတ်ချို့ရယ်နဲ့တွေ့ဆုံပြီးကျွန်တော်တို့ဒီမှာဒီရေနဲ့ပတ်သက်လို့သူတို့တိအောင်ကျွန်တော်အထောက်အကူရရှိလို့တိရပါမယ်။ပြီးတော့ကျွန်တော်တို့ မြန်မာပြည်ကစစ်ပီရင်ပြည်သူတွေကိုညရရှိရင်းနဲ့ပြည်သူတွေကိုညရရှိရေးကိုတွေ့လဲပြင်နေနိုင်ရလာအောင်ဘလို့ပေပုံပင်နေရလာအောင်ကျူတာအထုံးနေဆိုတာကျွန်တော်ရှင်းပြပေးနေချင်တာခင်ဗျာကျွန်တော်ဒီမှာမလာခင်မှာ UK မှာကျွန်တော် UK ဆိုရနဲ့ကျွန်တော် UK ထွက်တော်ကတောင်းဆိုတဲ့လူကြီးတွေနဲ့ကျွန်တော်တွေ့ခဲ့တယ်ဒီ UK အစိုးရနဲ့နဲ့ကတော့ဒီမင်းကလေးမှာပေါ့နော်သူတို့ကပေါင်26တန်းအထိကိုသူတို့ဂုဏ်ခဲ့တာကိုလည်းပြောခဲ့ပါတယ် တို့အကူငွေတွေအကုန်လုံးမှာလမ်း UK ဆွေရနေတဲ့ကတော့6500ခန့်နှုတ်ကိုတော့ localize လုပ်တဲ့အနေထားရှိတာကိုလည်းပြောခဲ့ပါတယ်ကျွန်တော်တို့ဒီ UK ပဲဖြစ်ဖြစ် EU ပေါ့နော်ဒီ Europe အတိုင်းမှာရှိနေတဲ့တချို့သူတို့များများဟာဆိုရင်လည်းဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှ suction ကိုလုပ်တဲ့အခါမှာသူတို့ဟာလည်းတဲတဲကြွကြွတော့ဒီ suction ကို ဒါကပေးဆွေးကိုလို့ချပါဒါပေမဲ့လည်းတခုချနေခဲ့တာကဒီမြန်မာ economy bank လို့မျိုး MEB ပေါ့နော်သူတို့က suction မလုပ်တဲ့အခါကျတော့မြန်မာ economy bank ကမှတစ်စီဒီစကားစကားဒါကပေးဆွေးမှုကိုသူတို့ကရှောင်နေတာကိုတွေ့ရတယ်အဲ့ဒီလာကြောက်တွေကို suction လုပ်တဲ့အခါမှာတင်ချလဲ effectiveness ကိုလည်းတင်ချနေကြည့်ပြီးမှစကားစကားဟိုဖက်ကိုလို့မဲ့ဒီဖက်ကိုထွက်နေဆိုတဲ့ဒီထွက်ပေါင်းတွေကိုပေါ့နော်ထပ်ပြီးတော့ပေးနိုင်ဖို့ကိုတော့ကျွန်တော်ဆွေးနွေးခဲ့တယ်နောက်တစ်ခုကတော့မင်္ဂလီနဲ့ပတ်သက်ရင် UK နိုင်ငံကဒုတိယအကြီးဆုံးကူညီတဲ့နိုင်ငံဖြစ်တယ်။ဥပမာပေါ့ဒီတူရကီနိုင်ငံနဲ့ဒီဆီးရီးယားနိုင်ငံမှာဟိုတို့ကမိန့်ကလေးလုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာလည်း UK အနေနဲ့ကပေါင်တတရ90နီးပါးကိုကူညီခံတော့ကိုတွေ့ရတယ်။တူရကီနဲ့ဆီးရီးယားမှာမီဒီယာတွေဝေခွေပေးခဲ့တယ်။မီဒီယာတွေကနေပြီးမှ BBC တို့ကနေပြီးမှဒါကိုအသေးချာလေး coverage လုပ်တဲ့အခါကျတော့နှစ်ပတ်အတွင်းမှာပေါင်တရ90နီးပါး သူတို့မင်းကလေးကူညီဖို့အတွက်လုံနိုင်ခတော့ကိုတွေ့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာစစ်ကောက်စီကသူတို့မီဒီယာတွေကိုဝေခွင့်မပေးတဲ့အခါကျောင်းနှစ်ရက်ပဲဒီမင်းကလေးနဲ့ပတ်သက်ပြီးမှ coverage ကိုလုံနိုင်ခဲ့တဲ့အခါမှာတူရကီမှာကတော့နှစ်ပတ်လိုပေးခဲ့ပြီးမှနှစ်ပတ်အတွင်းမှာပေါင်းတရား50တန်နေပါသူတို့က race လုံနိုင်ခဲ့ပြီးမှအခုမြန်မာနိုင်ငံမှာကျတော့ နှစ်ရက်ပဲသူတို့ကလုပ်ပြီးမှအဲနှစ်ရက်အတွင်းမှာကိုတော့ပေါင်26တန်းအထိပဲရနိုင်ခဲ့တဲ့အနေအထားကိုလည်းကျွန်တော်တွေ့ရပါတယ်ပြောချင်တာကတော့ဒါမှလည်းကျွန်တော် UK အစိုးရပဲဖြစ်ဖြစ်ဒီနိုင်ငံတကာအစိုးရနဲ့နိုင်ငံတကာမှာမြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှမီဒီယာမှာထွက်ဖို့အရေးကြီးတယ်လို့ဆိုတာကိုလည်းကျွန်တော်တိခါဆောင်တော့ယူခဲ့ပါတယ်ဒီလွှတ်တော်တွေမှာလည်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှဒီထက်မကသူတို့ပို့ဖို့တော့ဒီလှုပ်ရှားနိုင်ဖို့အထုတစ်ဖြစ်ခုဆိုတော့နိုင်ငံတော်တိုက်ပီကာပို့ကိုတော့အောက်ဆဆူချီအနေနဲ့ဇူလိုင်လ19ရက်ဆိုသူရဲ့မွေးနေ့ရရှိတော့အသက်ဆစ်ဆက်ပြီးသွားပြီဗြိတိရှ်အစိုးရတော်လကောက်ထွက်တော်တော်လကောက်တတ်နိုင်တဲ့ဖက်ကနေပြမတာကိုခုထိဆိုရင်2000ကျော်နိုင်ငံရဲ့ကြီးသားတွေကိုအများဆုံးပြောင်းလဲပေးနိုင်ဖို့ကိုလည်းကျွန်တော်ဆွေးနွေးနိုင်ခဲ့ပါတယ် နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့လာရှိုးမျိုးသိန်းတိုက်ပွဲအတွင်းကိုကံတမတော် MDA ဖန်းစီထိန်းသိမ်းထားတဲ့တုံမမြအနေမှာယခုရပိုင်းပြန်လို့ပြလိုက်တော့ရမခတိုင်းစင်အရာရှိများစစ်ခုံရုံးနဲ့စစ်စစ်ခံနေကြောင်းသိရှိရပါတယ်။စစ်ကောင်စီရရှိချိုးနဲ့ရင်ထိန်ရချိုးပါဝင်တဲ့တုံမ50ဦးထက်မနည်းကို MDA ကဇွန်လ16ရက်နေ့ကပြန်လို့ပြလိုက်ခြင်းဖြစ်ပါတယ်။ကိုကံကပြန်လို့ပြလိုက်တာအရာရှိကြီးပိုင်းတွေပါတယ်။လွတ်လာသူတွေကတော့သတင်းပို့တာမှာအကုန်လုံးချိုးထဲထည့်လိုက်တယ်။ တိုင်းမှုအမိတ်နဲ့စစ်ခုံရုံးတင်မှုလုပ်နေလို့လဲအဆိုပါသတင်းမိကသိရှိရပါတယ်။ဒါတော့ကြည်ကြည်အမြင် MND ရဲ့ပြန်လုပ်ပြီးတဲ့ကောင်နေမင်းတို့ကောင်နေအိမ်ပြန်လန်းကဘလို့ဖြစ်လဲဆိုတော့မင်းတို့တွေ့မလား။ MND ကပြန်လုပ်ပြီးလိုက်တဲ့တုံမိုင်းအတွက်ဒီကြနဲ့ကိုရေးချက်လက်သိစေကိုတော့မသိရသေးပါဘူး။ MND ကစစ်ကောင်စီကပါတင်းမထုတ်ပြန်တဲ့အနေဒါတခုပါ။တိုးတော်လဲအဆိုပါစစ်တုံးမှန်များလက်ရှိမှာလာရှုမျိုးအမှတ်၁စခန်းလိုက်ဟန်စီချွန်တော်ထားကြောင်းလည်းသိရှိပါတယ်။ MND ပြန်လုပ်ပြီးလိုက်တဲ့အရာရှိတွေကိုလက်ရှိအရှိမောက်တိုင်းစစ်တာနာချုပ်တိုင်းမှုဘုံမှုချုပ်အေးမင်းကလာရောက်စစ်ဆေးမယ်လို့လည်းသိရှိပါတယ်။